ားလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ18ရက်နေ့လည်ကင်းတီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတေကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ကင်းသတင်းတွေနဲ့ KNU စီရင်နေမြေအတွင်းပျောက်ဆုံးနေတဲ့တက်ဆုံမှုနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ပေးဖို့တောင်းဆိုတဲ့သတင်းလူမှုကောင်စားကို အမှုဆင်ခဲ့တဲ့အမဝဲကိုမင်းအွန်လိုင်းကဝနကြော်တင်ပွဲပေးတဲ့သတင်းဝန်ထမ်းတွေလက်စားတာကိုဝန်ခံလာတဲ့မင်းအွန်လိုင်းရဲ့သတင်း ဟန်ပြရွေးကောက်ပွဲမှာနေဦးတော်လန်ရီကိုထောက်ခံမဲဆွယ်သူကိုတရားဝင် UEC ကအရေးယူတော်မူကြောင်း KTP ကပြန်လာတဲ့ပြူစောတီခေါင်းဆောင်အဝင်းအပါဝင်၃ကမမျိုးအဝင်မှာပြစ်ခတ်ခံရလို့တည်ဆုံတဲ့တဲ့င်းတရုတ်နဲ့အမြင်ရှားတပ်တို့သဘောတူညီချက်ကိုနိုဝင်ဘာလမှာအပြီးတပ်ဖို့မျှော်လင့်နေတဲ့အမေရိကန်အဲ့လိုနင်းလေဒင်းတီရရှိထားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ KNU စစ်ရင်မြေအတွင်းပျောက်ဆုံးနေတဲ့တက်ဆူမှုနဲ့ပတ်သက်ပြီးတရင်ထုတ်ပြန်ပေးဖို့တောင်းဆိုတဲ့တဲ့င်းနဲ့စားလိုက်ချင်ပါတယ်ရှင် KNU KNL ကော့ဂရိတ်စီရင်နေမြေအတွင်းပျောက်ဆုံးနေတဲ့ရဲဘော်ကာချုပ်ကတက်ဆွန်မှုတိုင်မောင်ဟာအခြေခံပညာပညာရေးလှုပ်သားသမဂ္ဂများအဖွဲ့ချုပ်တိုက်ပွဲဥဆောင်ကော်မတီစတင်ဖွဲ့စည်းခြင်းကပင်အာတုံခွန်ဆိုင်ပါဝင်လှုပ်ရှားခဲ့တဲ့သမဂ္ဂအဖွဲ့ဝင်ဟောင်းတအူဖြစ်တယ်လို့ဆိုပါတယ် ဒါပြင်အေယာဝတီတိုင်းပုတ်ကလေးမြို့နယ်ပညာရေးတပိတ်ဦးဆောင်သူစီရီယံဝန်ထမ်းတော်လည်းဖြစ်တယ်လို့သိရပါတယ်ကျဲပေါ်ကာကျောခါတက်ဆူမှုတိုင်မြောင်းဟာပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာနောက်ပိုင်းမှာအခြားရဲဘော်တယောက်နဲ့အတူရှေ့တန်းစစ်မြေပြင်မှာစစ်ကော်မရှင်တပ်များနဲ့တိုက်ပွဲဖြစ်ပွားစဉ်ကြဆုံတုတ်ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရတယ်လို့လူမှုကွန်ရက်တွေမှာသတင်းပြန့်နှံ့ခဲ့ပါတယ်။ ဒီပြစ်စင်ဟာလက်ရှိတော်လိုင်းရဖွဲ့စည်းရကြမှာပွင့်လင်းမြင်တာမှုတာဝန်ခံမှုဘလောက်အရေးကြီးလဲဆိုတာကိုမိမောင်းထုတ်ပြနေပါတယ်။ရဲဘော်တို့ဟာတိုက်ပွဲမှာကြာဆုံးသည့်ဖြစ်စဉ်ဖမ်းဆီးခံရသည့်ဖြစ်စဉ်သက်ဆိုင်ရာစစ်ရေးနေမြေကတာဝန်ရှိသူတွေအနေနဲ့ချက်ကျင်တရားဝင် ထုတ်ပြန်ချက်ထုတ်ပြဖို့လိုအပ်ပါတယ်။ဒါမှသာ အောက်ခြေရဲဘော်တွေရဲ့စိတ်တနဲ့မိသားစုမဟာမိတ်အဖွဲ့တွေရဲ့ယုံကြည်မှုကိုတင်းသိမ့်နိုင်မှာဖြစ်ပါတယ်လို့တော်လိုင်းရဲဘော်တို့ကပြောပါတယ်။ ဒါပေမဲ့သက်ဆိုင်ရာစီရင်နေတွေကတာဝန်ရှိသူတွေဟာတစုံတရာထုတ်ပြန်ချက်မရှိတဲ့အတွက်ရဲဘော်ကချုပ်ခါတက်ဆုံမှုတိုင်ပေါင်းရဲ့တရင်ဖြစ်စင်မှန်ကိုသိရှိရခြင်းမရှိဘူးလို့အခြေခံပညာပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်ထိုက်ပွဲဦးဆောင်ကော်မတီကဆိုပါတယ်ဒုတိယအနေနဲ့လူတို့ကောင်းဆောင်ကိုအမှုဆင်ခဲ့တဲ့အမဝိတ်ကိုမင်းအွန်လိုင်းကဝနာကြော်တင်ပွဲပေးတဲ့တဲ့တွေမှာ စစ်ကော်မရှင်ခေါင်းဆောင်မေအောင်လှိုင်ဟာပြီးခဲ့တဲ့နိုဝင်ဘာလ14ရက်နေ့ကစစ်ဗိုလ်ချုပ်တွင်နေစီးပွားရေးလုပ်ငန်းရှင်တွေကိုဂုံနှူးဆောင်ဖွဲ့တွေတစိုက်တွေချင်းမြင်ခဲ့ရမှာလူမှုခေါင်းဆောင်အောင်ဆန်းစုကြည်ကိုအဂတိလိုက်စားမှုနဲ့ဆွဆွဲရမှာအဓိကတက်တဲ့ဖြစ်ထွက်ဆိုခဲ့သူစီးပွားရေးလုပ်ငန်းရှင်ဥမာဝေးပါဝင်ခဲ့တာကိုစစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ် စစ်ကောင်းဆောင်က အမရပူရာမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းဥက္ကဋ္ဌဥဝိတ်ခဥဝိတ်စာကိုခဏကြော်တင်ပွဲချင်းမြင့်ခဲ့ကြောင်းဖော်ပြထားပါတယ်ဝနကြော်တင်ပွဲဆိုတာနေဘက်ဆိုင်ရာအမှုရန်ကောင်းခြင်းအတွက်စင်းညစ်အနေနိုင်တဲ့ဂုံလူဆောင်ပွဲဖြစ်ပါတယ်။ဥမာဝရဲ့နောက်ကြောင်းရာဆိုရင်နိုင်ငံရေးအခန့်ကဏ္ဍဟာအငင်းပွားစရာတွေများစွာရှိနေပါတယ်။စေပိုင်ကုမ္ပဏီပိုင်ရှင်ဥမာဝရဟာအနာရှင်အောင်ဦးတန်းရွှေလက်ထက်2008ခုနှစ်တုန်းက ၊မူရဲ့ဇေဝါသုံးဆင်းမှုနဲ့အဲဆေးမတိုင်မှုတွေနဲ့ဖမ်းဆီးခံခဲ့ရပြီးထောင်ဒဏ်၁၈နှစ်ချမှတ်ခံခဲ့ရက2014ခုနှစ်မှာမှပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။စစ်တပ်ကအာနာသိမ့်မီနောက်ဒေါန်ဆန်းစုကြည်ဒေါက်တာမျိုးအောင်ဒေါက်တာဇော်မြင့်မောင်တို့လိုထိတ်တန်းခေါင်းဆောင်တွေကိုစစ်ကောင်စီကအကြမ်းလိုက်စားမှုတွေနဲ့ဆွတ်ဆွဲခဲ့တဲ့အမှုတွေမှာဥမာဝေဟာစစ်ကော်မရှင်ဘက်ကတရားလိုပြတတ်တဲ့အဖြစ်ထွက်ဆိုခဲ့သူလည်းဖြစ်ပါတယ်။ ဥမာဝဲကစီးပွားရေးလုပ်ငန်းတွေအစဉ်ပြောင်းဆိုပြီးဒေါခင်ဂျီဖောင်ဒေးရှင်းအတွက်အလူငွေအဖြစ်အကြောင်းပြက2018ခုနှစ်ကနေ2020ပြည်နှစ်အတွင်းထောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ95,000ချိန်ခွဲပေးခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။တရကွယ်မှာဥမာဝဲကအဲ့ဒီငွေတွေဟာဒေါခင်ဂျီဖောင်ဒေးရှင်းကိုလှူဒါန်းခဲ့တာလားဖြစ်တယ်လို့ထွက်ဆိုခဲ့ပေမယ့်စေအောင်စုကတော့ဆန်းစုကြည်ကိုအဲ့ဒီအမှုနှမှုအတွက်ထောင်ဒဏ်3နှစ်စီချမှတ်ခဲ့ပါတယ်။ ဥမာဝဲကအာနာသိမ့်မီနောက်ပိုင်းအထင်းသိမ့်ခံခဲ့ရပြီး2023ခုနှစ်ဇွန်လ29ရက်နေ့မှာအိမ်ပြန်ရောက်ပြီလို့ Facebook မှာရေးသားခဲ့ပါတယ်။အိမ်ပြန်ရောက်ကြောင်းတင်တဲ့နေ့မှာပဲစစ်ကောင်းဆောင်မင်းအောင်လိုင်းတည်တဲ့မာရဝိဇရာဖရာအတွက်ဝင်းလူတန်းတဲ့လုပ်ငန်းရှင်တွေထဲမှာဥမာဝေးလည်းပါဝင်လာခဲ့ပါတယ်။ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါတယ်ရှင်။ဝင်းနှန်းတွေလက်စားတာကိုဝန်ခံလာတဲ့မင်းအောင်လိုင်းသတင်းကိုပြောပြပေးမှာပါ။ စစ်ကောင်းဆောင်မြောင်လိုင်ရဲ့မနေ့ကနိုဝင်ဘာ16ရက်မော်လမြိုင်ကီးစင်အတွင်းပြောကြားခဲ့တဲ့မိတ်ခွန်နဲ့ကစိတ်ဝင်စားစရာနဲ့အရေးကြီးတဲ့ချက်တွေကိုထုတ်လုပ်ပြီးတုံ့တက်တင်ပြပေးပါမယ်။ဒီမိတ်ခွန်နဲ့မှာစစ်ကောင်းဆောင်ကတေဥချုံမှုအောက်ကဝန်ထမ်းတွေနဲ့မဟာမိတ်အဖွဲ့တွေရဲ့အားနည်းချက်တွေကိုပထမအဆုံးအချိန်ဝန်ခံပြောဆိုခဲ့တာတွေ့ရပါတယ်။မေအောင်လိုင်းကနေဆက်ဒေတာတွေမှာတင်ငယ်အေးချမ်းမှုအားနဲ့လာလို့အချို့သောနေဆက်ကိတ်တွေကိုပိတ်ထားရတယ်လို့ပြောပါတယ်။ ဒါပြင်သူထုတ်ပေါ်ဝန်ခံခဲ့တဲ့အဓိကအချက်ကတော့အချို့သောဝန်ထမ်းများနိုင်ငံတော်အစိုးရနဲ့ငြင်းချင်းရယူထားတဲ့အတိုင်းအတာလက်နက်ကန်အဖွဲ့အစည်းတွေဟာနိုင်ငံတော်ပေါ်တစ္ဆာစောင့်တည်မှုမရှိဘဲသူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်တရားဝင် ကုန်သွယ်မှုတွေမှာပါဝင်ပတ်သက်နေရလို့ပြောပါတယ်ဒီလိုထောက်ပေါ်ပြောဆိုတာဟာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးနေရာတွေကဝန်ထမ်းတွေကိုယ်တိုင်လက်စားမှုနဲ့တရားဝင်စီးပွားရေးမှာပါဝင်နေတာကိုတရားဝင်ဝန်ခံလိုက်တာဖြစ်တယ်လို့သုံးသပ်ရပါတယ်။ မင်းအောင်လိုင်ဟာသူ့ရဲ့အုတ်ချိုရင်းနေရတဲ့ကဝန်ထမ်းတွေကိုတိုင်းကိုကျိုးစည်းဝါအတွက်လက်စားနေတာတစ္ဆာဖောင်းနေရကိုပထမအဆုံးအကြိမ်လူသိရှင်ကြားဝန်ခံလိုက်တာဖြစ်ပါတယ်။ဒါစစ်ကောင်စီရဲ့အုတ်ချိုရင်းနဲ့လုံခြုံရေးရန်နေရအသွင်ပိုင်းပြည်စီရုံရင်းနေမှုကိုတရားဝင်အသိမဲ့ပြုလိုက်တာပဲဖြစ်ပါတယ်လို့နိုင်ငံရေးလှလာသူတဝကသုံးသပ်ပါတယ်။ ဒါစစ်ကောင်စီရဲ့မဟာမိတ်တိုင်းဒါလက်နက်ကန်အချို့ပါတရားဝင်ကုံတွေမှာပါဝင်နေရကြောင်းစစ်ကောင်စီရဲ့ရန်သူဖြစ်တဲ့အခြားလက်နက်ကန်အဖွဲ့တွေကပါငွေကြေးရအကောက်စီနိုင်လို့စိုးရင်ကြောင်းပြောဆိုလိုက်တာဖြစ်ပါတယ်ဒီလိုထုတ်ပေါ်ပြောဆိုခြင်းဟာစစ်ကောင်စီရဲ့အခွန်ဘဏ္ဍာဆုံးရှုံးမှု၊နေဆက်တည်ငြိမ်မှု ပြည့်ဝမှုနဲ့တော်လင်းရဖွဲ့တွေခန့်စစ်အားကောင်းလာမှုတို့အတွက်တာဝန်ကိုအခြားသူများစီလွှဲခြားခြင်းနဲ့သဘောလဲပါဝင်နေပါတယ်။ ငါတို့ရဲ့မဟာမိတ်နဲ့ဝန်ထမ်းတွေကြောင့်ဖြစ်ရတာဆိုပြီးအပြစ်ပုံချဖို့စ조사တာပါလို့နိုင်ငံတကျလှုပ်ရှားသူတဦးကပြောပါတယ်။ဒါ့အပြင်မင်းအွန်လိုင်းကနေဆက်ဒေတာတွေမှာအွန်လိုင်းအသုံးပြုလိမ့်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတွေမရှိစေရေးအလေးထားဆောင်ရွက်နေကြောင်းလည်းပြောပါတယ်။ဆလပီဟန်ပြရွေးကောက်ပွဲမှာနေဦးတော်လည်းကိုထောက်ကန်မဲဆွဲသူကိုတရားဝင်ယူစီကအေးအေးရောမဲတဲ့တင်ကိုတင်ဆက်ပေးကြပါရရှင် စစ်ကော်မရှင်ကပြုလုပ်မဲ့ဟန်ပြရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာသတင်းတစ်ခုပါဒီသတင်းကတော့ရွေးကောက်ပွဲရဲ့အခြေခံစီမင်းတွေကိုချိုးပေါက်တယ်လို့ယူဆရတဲ့ကုစလေလောင်းတဦးကို UEC ကအရေးယူဖို့ပြင်ဆင်နေရပဲဖြစ်ပါတယ်စစ်ကော်မရှင်ရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က2023နှစ်ဦးတော်လှန်ရေးကိုအကြမ်းဖက်လှုပ်ရှားမှုလို့သတ်မှတ်ထားပေမဲ့ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတအုပ်ကတော်လှန်ရေးကိုထောက်ခံတဲ့စကားလုံးတွေနဲ့မဲဆွယ်စီရင်ခဲ့ပါတယ် ဒါကြောင့် UEC ကသူ့ကိုဥပဒေအရအရေးယူလှုပ်ဆောင်နေပါတယ်။အရေးယူခံရမယ့်သူကတော့ဥက္ကုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီ PP ကနေတင်ငန်းချုံမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှာဝင်ရောက်ရှင်ပြိုင်မဲ့ဥလွင်မြင့်ဖြစ်ပါတယ်။ဥလွင်မြင့်ဟာသူ့ရဲ့အမဲဆယ်စီယုံရင်ဗီဒီယိုနဲ့လက်ကမ်းစာတွေမှာသူ့ကိုယ်သူမျိုးဆက်30တိုင်းတော်လိုင်းတမအဖြစ် ပုံဖော်ခဲ့တာကိုတွေ့ရပါတယ်။ သူ့ရဲ့သား2021ခုနှစ်အရေးတော်ပုံသို့မဟုတ်တွင်ဦးတော်လိုင်းရင်မှာပါဝင်ခဲ့ပြီးမကြသေးခင်ကမှထောင်ကလွတ်မြောက်လာသူဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဖခင်ဖြစ်သူကမဆလာအစိုးရကိုတော်လန်လို့ထောင်ချခဲ့သူဖြစ်ပြီးသူကိုယ်တိုင်လည်း1988ခုနှစ်နောက်ပိုင်းဘာကတမှာပါဝင်ပြီးအကြိမ်ကြိမ်ထောင်ချခဲ့တယ်လို့မဲဆွယ်ခဲ့ပါတယ်။ ဒါပြင်ထောင်သွင်းမှာရှိတဲ့နိုင်ငံရဲ့ကျင်းသားတွေကိုဝေကျင်းတဲ့ထောင်ဝင်စာပေးဖို့ကူညီခဲ့ကြောင်းကိုပါထက်သွင်းပြောဆိုခဲ့ပါတယ်။အဲဒါတွေကြောင့်စစ်ကောင်စီရဲ့ UEC ကဥလွင်မြင့်ကိုသက်ဆိုင်ရာဥပဒေတွေနဲ့အရေးယူမယ်လို့တုံ့ပြန်ထားပါတယ်။ဒီတုံ့ပြန်မှုအရာဥလွင်မြင့်ဟာအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအပါအဝင်တခြားဥပဒေတွေနဲ့တရားစွဲခံရနိုင်တဲ့အပြင်ကိုယ်စားလှယ်လောင်းစည်ရင်းကနေပါပယ်ဖျက်ခံရခြင်းစတဲ့အရေးယူမှုတွေနဲ့ရင်ဆိုင်ရတော့မှာပါ။ ပြည်တွင်းနဲ့နောက်ဆုံးသတင်းအနေနဲ့ KTB ကပြန်လာတဲ့ပြူစောလေးခေါင်းဆောင်အဝင်းအပါဝင်၃ကမမျိုးအဝင်မှာတိကျက်ခံရလို့သိဆုံးတဲ့အကြောင်းမှာမကွေးတိုင်းကမာမြို့နယ်မှာစစ်ကောင်စီရဲ့တောက်တံဖြစ်တဲ့ပြူစောတိကောင်းဆောင်နဲ့တိုက်ကြိုက်ခံရပြီးတည်ဆုံခဲ့ပါတယ်။ အခုလိုတည်ခဲ့တဲ့ပြူစောတိတွေဟာ KTB ကနေပြန်လာကြတာဖြစ်ပြီးတော့ကမမျိုးဝင်ပသိမ်မုံရလမ်းမနဲ့ကမမျိုးဝင်လမ်းဆောင်ဆလင်းမရဲ့နီးမှာတော်လိုင်းတက်တွေကတစ်ခတ်ခဲ့တာပါဥရှိပင်မျိုး KTB ကနေတမဲကက်ကနေပြန်လာတဲ့ပြူစောတိကောင်းဆောင်အောင်ဝင် အတွင်ရင်မှုရဲအောင်နဲ့ပြူစောတိတက်တာအောင်မြိုင်တို့ကို ကမမျိုးနဲ့ပြီးတော့ကာကွယ်တက်ပွဲ ပကဖကပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ် သက်သားအောင်မြင်ဟာပြည့်ခဲ့ခံရတဲ့နေရာမှာပဲပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်။ကျန်တဲ့ခေါင်းဆောင်အောင်ဝင်းနဲ့အတွင်းရင်းမှုရဲအောင်တို့ဟာချီတီမန်တန်ရာတွေနဲ့သူ့ထွက်လုံပြီးထပ်မံတည်ဆုံခဲ့တာကြောင့်စုစုပေါင်း၃စလုံးတည်ဆုံခဲ့ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေဟာသူတို့စီးနင်းလာတဲ့ကားအတွင်းကနေဖုန်းနဲ့တပ်တေကန်ဆောင်ရဲစာရန်တွေကိုတင်စီရရှိခဲ့ပြီးကားကိုတော့မိရှုရှင်းလင်းခဲ့တယ်လို့သိရပါတယ် တည်ဆုံသွားတဲ့ပြူစောတိကောင်းဆောင်အောင်ဝင်ဟာကမမြို့နယ်အတွင်းမှာအကြံဖတ်စစ်တပ်ရဲ့အဓိကထောက်တိုင်အဖြစ်လုတ်ကင်နေသူဖြစ်တယ်လို့သိရပါတယ်။သူဟာစစ်မှုထမ်းမှုတပ်သားတစ်စုဆောင်ရေးကိုလာစင်ပေါ်တာဆွဲခြင်းပြည်သူတွေကိုအကြံဖတ်ဖန်ဆီးခြင်းစစ်မှုရန်စီတွေကောက်ခံခြင်းနဲ့ဝင်းညစ်ခြင်းစတဲ့လုပ်ရက်တွေကိုကျူးလွန်ခဲ့သူဖြစ်ပါတယ်။လက်ရှိမှာပြူစောတိကောင်းဆောင်တည်ဆုံပြီးနောက်စစ်ကော်မရှင်တပ်က ကမမြို့တွင်လုံခြုံရေးတွင်းမြင့်ပြီးစစ်ဆေးမှုတွေ ပုံမှန်တင်းကျပ်ထားပါတယ်။ နောက်ဆုံးပြပသတင်းတဘောအနေနဲ့တရုတ်နဲ့မြေရှားတပ်တို့သဘောတူညီချက်ကိုနိုဝင်ဘာလမှာအပိတပ်ပေါ်မျှော်လင့်နေတဲ့အမေရိကန်အကြောင်းကိုပြောပြရင်စမရဲ့နှင်းလက်ကင်းသတင်းတဆမှုကိုဒီမှာတည်းရက်နာလိုက်ပြစေရှင်။အမေရိကန်ဗန်နာရဲ့ဝန်ကြီးစကော့ပတ်ဆန်က အမေရိကန်ဟာမြေရှားတပ်တို့ရရှိရတဲ့တရုတ်နိုင်ငံနဲ့ရရှိထားတဲ့ယာယီသဘောတူညီချက်ကိုနိုဝင်ဘာလကုန်မတိုင်မီအပိတပ်နိုင်မှုမျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ဒီရည်သဘောတူညီချက်ကိုအမေရိကန်သမ္မတဒေါ်နန်ထရန့်နဲ့တရုတ်သမ္မတရှီချင်းဖင်တို့ဟာထောင်ကိုရီးယားမှာအော်တိုဘားလနောက်ပိုင်းကတွေ့ဆုံခြင်းရရှိခဲ့တာဖြစ်ပါတယ်။အခြားအရေးပါတဲ့တတူတက်တွေအပေါ်ချမှတ်ထားတဲ့ပို့ကုန်ကန့်သက်ချက်တချို့ကိုတရုတ်ကတနစ်ကြာဆိုင်းငံ့ပေးဖို့သဘောတူညီခဲ့ပါတယ်။မြေရှားတပ်တို့တွေဟာကားလုပ်ငန်း၊ electronic လုပ်ငန်းနဲ့ကာကွယ်ရေးလုပ်ငန်းတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်ပိုင်းတွေထုတ်လုပ်ရမှာအရေးပါပါတယ်။ လက်ရှိမှာမြန်ရှားတပ်တို့တူပေါ်ခြင်းနဲ့ထုတ်လုပ်ခြင်းလုပ်ငန်းတွေမှာတရုတ်နိုင်ငံကလွှမ်းမိုးထားပါတယ်။ဗန်နိုင်းဝင်ကြီးပတ်စံကတမရနှုံတွေ့ဆုံပြီးနောက်မှာတရုတ်အနေနဲ့သူတို့ရဲ့သဘောတူညီချက်တွေကိုဂုံယူစွာလိုက်နာလိုက်မယ်လို့ယုံကြည်ကြောင်းပြောပါတယ်။ဒါပေမဲ့တရုတ်အစိုးရကသဘောတူညီချက်ကိုဖောက်ပြက်မယ်ဆိုရင်အမေရိကန်မှာပြန်လည်လက်တော့ပြန်ဖို့ဖိအားပေးနိုင်တဲ့နည်းလမ်းများစွာရှိကြောင်းကိုလည်းတတိပေးပြောကြားခဲ့ပါတယ်။ ထွန်းနဲ့ရှီတို့ရရှိခဲ့တဲ့သဘောတူညီချက်အရာအမေရိကန်ဘက်ကတရုတ်ထုတ်ကုန်တွေအပေါ်အခွန်စည်းကြံမှုတွေကိုရှင်းချပေးသွားမှာဖြစ်ပါတယ်။တရုတ်ဘက်က2025နှစ်ကုန်မှာအမေရိကန်ပဲပိဆက်အနည်းဆုံးမက်ထရစ်တန်ဆန်နတန်2026ခုနှစ်မှာ25တန်ဝယ်ယူသွားမှာဖြစ်ပါတယ်။ဝင်ကြီးဘက်ဆက်ကစစ်တပ်နဲ့ဆက်ဆက်တဲ့အမေရိကန်ကုမ္ပဏီတွေအတွက်ရှားပါမြေတပ်တွေရယူခွင့်ကိုတရုတ်ရရှိတွေကကန့်သက်ဖို့စီစဉ်နေတယ်ဆိုတဲ့ Wall Street Journal သတင်းကိုတော့ညှင်းဆိုခဲ့ပါတယ်။ MP ရဲ့နေ့လည်ခင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းသာပြီးဘဝအမော်လေးပေးကြပါစေရှင်